အကြီးရဲ့နာမည်လေးရဲ့အသက်လေးရဲ့ဓမ္မမိတ်ဆွေယောဂီတို့အရင်မိတ်ဆက်ပေးပါအောင်ပြီးတော့နာမည်ကဒေါ်ထက်ထက်ထွန်းပါဗျာဒေါ်ထက်ထက်ထွန်းဟုတ်ကဲ့အသက်က49နှစ်ပါဗျာဟုတ်ကဲ့ဘယ်နေ့လာထုတ်ပါလဲအမိုင်းရပါဗျာအမိုင်းရဘာကမ္မထအထုတ်နေလို့အမိုင်းရဝေဒနာကမ္မထပါဗျာဝေဒနာကမ္မထအထုတ်တာဘယ်လောက်ကြာသွားပြီလဲ17လရှိပြီဗျာ17လ17လအတွင်းမှာဓမ္မရဝေဒနာကမ္မထကိုအာယုံ6ပါဣရိယာပုတ်4ပါလောကနဲ့ဓမ္မနဲ့သက်သားတဲ့ကြောင့်ဝေဒနာကမ္မထကိုဘယ်လိုတွေအထုတ်ခဲ့လဲ ဘာတွေသိရှိခဲ့ပြီလဲဆိုတာကိုဓမ္မမိတ်ဆွေယောဂီတွေကိုကိုယ့်ရဲ့အသိတွေကိုမျှဝေပေးပါအောင်နော်တင်ပါဗျာတပည့်တော်စရောက်ခဲ့တဲ့ဟာလေးကိုပဲတပည့်တော်စလျှောက်ပြရစီဗျာလျှောက်ကိုသိတယ်လို့လျှောက်တပည့်တော်ကတခြားတရားတွေလည်းအာထုတ်ဖူးခဲ့ပါတယ်ဗျာတပည့်တော်တို့လာတဲ့လမ်းကတမဝါစာနေပြီးတော့အရင်ဆုံးပေါ့နော်ဟိုစိတ်ကလေးကိုတီလာဖြစ်အောင်တမာရီဖြစ်အောင်ပညာဖြစ်အောင်အဲ့လိုအာထုတ်ခဲ့တာပါ တပီတော်တို့ကဒီတမဝါစာပြုတ်ပြီးတော့နှစ်ရှည်လာများ၁၉နှစ်လောက်အားထုတ်တဲ့အခါကျတော့တပီတော်ကဒီဟရယဝတ္ထုလေးမှာနေ့စဉ်ဒီအစိမ့်နကံပေါ့နော်တမဝါစာပြုတ်ပြီးတော့အားထုတ်လာတဲ့အခါကျတော့နှုတ်ကနေစိတ်ကနေတမဝါစာပြုတ်စရာမလိုတော့ပဲနဲ့အလိုရောက်သူ့ဟာသူ노ကြပြီးတော့သူ့အလိုလိုနေဒီတိမှုဆိုတဲ့စိတ်ကလေး노ကြနေတာဟုတ် ဖြစ်မြောက်လာပါတယ်ဗျာအဲ့ဒါလေးကိုအရှုခံပြန်ထားပြီးတော့အရှုဉာဏ်နဲ့တပြီးတော့နေလို့ရှိရင်၅ပါးအာယုံ၆ပါးအာယုံကချုပ်နေပါတယ်ဗျာဒါပေမဲ့တပြီးတော့ဖုံဖုံကိုအွန်လိုင်းကနေနာပြီးတော့တရားလဲနာခြင်းနဲ့စံလဲစံတက်ကြည့်ခြင်းနဲ့ယုံလဲမယုံဘူးအားကြောင့်မို့တပြီးတော့ကလာပြီးတော့ စံသက်ကြည်တာပါတပီတော်မှာဆရာဆွဲတွေလည်းရှိပါတယ်တရားဆွဲတွေလည်းရှိပါတယ်အရင်လှုပ်ထားခဲ့တဲ့ဟာတွေပေါ့နော်ကိုကိုကိုလည်းနေရာတစ်ခုရောက်နေပြီဆိုပြီးဒီလိုစိတ်မျိုးတွေရှိပါတယ်တပီတော်ဒီကိုရောက်လာတဲ့အခါကျတော့ဖုံဖုံငါးရှာကမ္မထံရှာခိုင်းတော့လေ၃ရက်လောက်ထိရတပီတော်ဟာအမိကံမရှိဘဲနဲ့ဒါရိုက်ခန္ဓာကိုဝင်ပြီးတော့ရှိဝတာဖြစ်တဲ့အတွက်ကြောင့်၃ရက်လောက်ထိရတပီတော်အဆင်မပြေခဲ့ပါဘူး ဒါပေမဲ့၃ရက်မြောက်နေ့မှာတော့၄ပိုင်းပိုင်းပြီးတော့ရှုရတော့လေတပီတော့စိတ်ထဲမှာပြမားမိပါတယ်။ဟောခလေးကစားနေတယ်လို့ပဲဆိုပြီးတော့ပြမားမိပါတယ်ခင်ဗျာ။အဲ့နဲ့တပီတော့၃ရက်မြောက်ကြတော့မှတကယ်ပဲ၄ပိုင်းပိုင်းပြီးတော့စံစားရနေခြေပြားအဆုံးအဖျားလေးတစ်ထောက်စားတော့ငါမရှိပါလားဆိုတာကိုသိလိုက်ရတဲ့အတိတ်တစ်ချက်မှာနေမယ်။ဖုံဖုံရဲ့ဒီငါးရှာကမထန်းဟာ တဏမာနဒိဋ္ဌိပြုတ်တယ်ဆိုတာကိုယ်တိုင်သိလိုက်ပါတယ်ခင်ဗျာတပည့်တော်တို့ဟာဒီငါမရှိဘူးဆိုတာတရားစခန်းတိုင်းမှာတော်တော်များများသိပင်မဲ့လဲမုဂုဆရာတော်ဘုရားကြီးပြောသလိုဒိဋ္ဌိကိုအရင်ဖြုတ်ပြောပင်မဲ့လဲကိုကိုတိုင် တကယ်ပြုတ်တာလားတကယ်မပြုတ်တာလားဆိုတာပြုတ်တယ်လို့လို့မပြုတ်တယ်လို့လို့နဲ့အသက်ကိုယ်ကိုယ်မသိခဲ့ရပါဘူးခင်ဗျာဒီမှာတော့စံစားရနေချီပြားဆုံး ငါဆိုတာတကယ်ပဲအဖျားတတော့စာတောင်တကယ်ရှိမနေပါလားဆိုတော့ကိုညံရှင်းရှင်းလင်းလင်းသိသွားခိုင်မာပဲငါတောင်မရှိရင်တွေ့တာစရာဆိုတဲ့ကညစ်စရာဆိုတဲ့တဏဆိုတာလည်းမရှိပါဘူးဗျာထောင်လွှားစရာမာနဆိုတာလည်းမရှိပါဘူးဗျာဒီခန္ဓာကိုယ်ပေါ်မှာငါဆိုတဲ့အယူတတ္တဝါဆိုတဲ့အယူဆိုတာငါဆိုတာမရှိတဲ့အတွက်ကြောင့် ိဋ္ဌိလည်းမရှိပါဘူးဖေ။အဲ့ဒီမှာနေမယ်တပီတော့လက်ခံလိုက်ပါတယ်။ဒီငါးရှာကမ္မထမ်းမှာလည်းတက်တက်ကိုယ်ကိုယ်တိကွင်ရခဲ့ပါတယ်ဖေ။နောက်ဝင်လေထွက်လေလေးမှာဆိုရင်လည်းအသက်အောင့်ထားတယ်။ဝင်တယ်ထွက်တယ်ဆွဲကြည့်တယ်ပယ်ကြည့်တယ်ပေါ့နော်။ဒီဆွဲကြည့်ပယ်ကြည့်တဲ့အခိုက်မှာလည်းအော်အတ္တလုံးလို့မရဘူးဆိုတာကိုသိသွားပါတယ်ဖေ။အဲ့ဒီမှာနေအနတ္တဉာဏ်ကိုမြင်ပါတယ်ဖေ။အဲ့နဲ့တပီတော့ ဘုမို့တရားလျှောက်ပြီးတပီးတော့ယုံနံကမ္မထံပေါ့နော်ယုတ်တရားနံတရားကမ္မထံကိုဆက်ပြီးအာထုတ်ပြန်တော့လဲတပီးတော့တို့အရင်တော့ဒီမြင်တိုင်းကြားတိုင်းအနံ့တိုင်းအရတာတိုင်းတွေ့ထိတိုင်းစိတ်ကူးတိုင်းမှာမြင်မြင်သမျှဥပါဒံဆိုတဲ့အယူနဲ့လာခဲ့တာပါဗျာဒီမြင်သမျှကြားသမျှဥပါဒံဆိုတော့ဒီမြင်တာတွေကြားတာတွေတွေ့သမျှအာယုံတွေကိုလည်းတပီးတော့တို့ကအရင်တော့ကြောက်တယ် အော်ဒီအာယုံတစ်ခုတိုက်ပြီဆိုလို့ရှိရင်ကြိုက်ရင်လောဘမကြိုက်ရင်ဒေါသဒီလိုတွေဖြစ်မယ်ဆိုတဲ့အသိနယ်ပေါ့နော်တပည့်တော်အမြဲတမ်းဒီဟေရယဝတ္ထုလေးမှာပဲဟိုဝင်ကစုတ်ကောင်လိုမျိုးပေါ့နော်အဲ့ဒါလေးကိုပဲအရှုခံထားအရှုညံနဲ့ကတ်နေတာဒါပေမဲ့ဒါပညာမဟုတ်ဘူးဇံနဲ့ချုပ်နေတယ်ဆိုတာကိုတပည့်တော်ကဒီဌာနရောက်မှတဲတဲကွက်ကွက်လေးနားလည်သွားတာပါဗျာဒီဇံချုပ်ပြီးတော့ညံနဲ့ချုပ်နေတာမဟုတ်ဘူးဆိုတာကိုသိခွင့်ရခဲ့တယ်ပေါ့နော် အဲ့နဲ့တပည့်တော်ဒီယုတ်တရားနံတရားတွေအားထုတ်လာတော့လေဒီစကလုံးတိုင်းမှာပေါ့နော်ဟိုပါဝါတွေရှိနေတယ်ဆိုတာကိုလေတပည့်တော်နားလဲသွားတယ်အရင်တော့ကတော့ဒီဥပါဒံလို့တပည့်တော်တို့ကညင်းနေအစင်းနဲ့ဒီဟာနဲ့တိုက်ရင်ဒါဥပါဒံဖြစ်တယ်ဆိုတဲ့အယူကိုယူထားတဲ့အခါကျတော့အဲ့ဒီဥပါဒံဆိုတဲ့အယူမှာပဲတပည့်တော်ကဥပါဒံပြန်ဖြစ်နေတယ်အဲ့လိုမျိုးပေါ့နော် ခုကြတော့ဒီယုတ်တရားနံတရားလို့မြင်လိုက်တဲ့အမြင်ပါတယ်မယ်ဒီတရားဆိုတဲ့စကလုံးလေးတွေကတခါတည်းသိမ်းသွားတယ် तू ကတရားလို့ယူလိုက်တာနဲ့နေ तू ကတခါတည်းအဲ့ဒီတရားဆိုတဲ့ဟာငြိမ်သက်သွားတယ်ငြိမ်းသွားတယ်လွမြောက်သွားတယ်ဒီစကလုံးလေးတွေကယူတာမတူတဲ့ပုံမှာလဲပေါ့နော်ဒီပါဝါတွေစွမ်းအားတွေမတူညီဘူးဆိုတာကိုတပြီးတော့သိလိုက်ပါတယ်ဗျာအဲ့ဒါနေတပြီးတော့ဒီယုတ်အကြောင်းနံအကြောင်းကိုလည်းတပြီးတော့ရှုတဲ့အခါကျတော့ ဘာတွေထက်သိခွင့်ရလဲဆိုတော့အရင်တော့ဝါဆိုရင်တော့ဗောတပည့်တော်တို့ကလူချင်းတူတယ်မတူညီတာတွေကိုအလူမကြတဲ့စိတ်တွေရှိတယ်။သူကကြတော့အဆဆရရတာတယ်ငါတော့ဟောဘာလို့ဖြစ်နေတာလဲဆိုတဲ့ဒီပေါ့နော်အပြစ်တင်စိတ်လေးတွေရမကုံသေးဘူးမရှင်းသေးဘူးပေါ့နော်အဲ့ဒီအကြောင်းတရားအကျိုးတရားလေးကိုကအားထုတ်လိုက်တဲ့အခါကျတော့မှ အကြောင်းမရှိပဲအကျိုးတရားဘာတစ်ခုမှမဖြစ်ဘူးဆိုတာကိုတပည့်တော်လက်ခံသွားတယ်လက်ခံသွားတဲ့အခါကျတော့ဒီအကြောင်းတရားအကျိုးတရားတွေပေါ်မှာလက်ခံနေစိတ်ရပါတော့ဒီမနာလိုတာတွေဝင်တိုတာတွေအိတ်တာတွေမြစ်စရိယာတွေအဲ့ဒါတွေအကုန်လုံးတိမ့်သွားနိုင်ပါတယ်ဖေဟာအဲ့ဒါနဲ့တပည့်တော်ဒီအကြောင်းအကျိုးကနေဝေဒနာကမ္မထံကိုအာထုတ်ပါတယ်ဖေဟာ ဝေဒနာကမ္မထံကိုအာထုတ်တော်လဲတပည့်တော်တို့ကယနေ့ကဝေဒနာအဆုံးနိရောဓဆိုတော့ထိုင်တဲ့အခါကျတော့ဝေဒနာဆိုလို့ရှိရင်ဒါတပည့်တော်ကလည်းဥပမာအာထုတ်ဖူးရခဲ့တာဆိုတော့ဒီ66ပါးယောဂတွေကတော့ဝေဒနာမဟုတ်ဘူးဆိုတာကိုတော့တပည့်တော်သိထားပါတယ်ဗျာဒီစိတ်အစဉ်မှာခံစားတာတွေရတာဝေဒနာလို့သိထားပါတယ်အာယုံခံစားတဲ့သဘောကဝေဒနာလို့သိထားပါတယ်ဗျာ ဲ့ဒီခါကျတော့ရင်တော့ကတော့ဒီစက္ကုဝิญဉ်မနောဝิญဉ်ဖြစ်တဲ့အခါကျရင် ဝေဒနာလေးပေါ်တယ်ဒီပေါ်တဲ့ဟာလေးကိုတပည့်တော်ကမသိမ့်တတ်ဘူးမသိမ့်တတ်တဲ့အခါကျတော့ဒီဒီဟာမာရင်မဲဟိုကအလိုကြတဲ့စိတ်ကလေးအလိုမကြတဲ့စိတ်ကလေးရပါ နောက်တစ်ဆင့်ထက်သွားနေတာကိုမသိမ့်တတ်ဘူးဖြစ်သွားတာပေါ့နော်ဗျာအခုကျတော့ဝေဒနာကမ္မထမ်းလေးမှာပါတိလိုက်လဲဆိုတော့ဒီစက္ကုဝิญဉ်ဖြစ်ရင်မနောဝิญဉ်ဖြစ်တယ် ောတာဝိညာဉ်ဖြစ်ရင်မနောဝိညာဉ်ဖြစ်တယ်။နောက်တစ်ခုကဇိံဝါဝိညာဉ်ဖြစ်ဟိုဟာကာယဝိညာဉ်ဖြစ်ရင်မနောဝိညာဉ်ဖြစ်တယ်။ဇိံဝါဝိညာဉ်ဖြစ်ရင်မနောဝိညာဉ်ဖြစ်တယ်။မနဝိညာဉ်ဖြစ်ရင်မနောဝိညာဉ်ဖြစ်တယ်။အဲ့လိုဝိညာဉ်ဖြစ်တဲ့အချိန်မှာပဲဝေဒနာဆိုတာလေးကလည်းပေါ်ပါတယ်ခင်ဗျာဒီဝေဒနာပေါ်တဲ့ဟာလေးကိုအခုတဘာဝဝေဒနာဆိုတဲ့အတိတ်တစ်ခုရွာတဲ့အခါကျတော့ဒီဝေဒနာမှာလည်း ဒီတဘာဝလို့နှလုံးသွင်းနိုင်တဲ့တစ်ချက်မှာပဲနှလုံးသွင်းနိုင်နှလုံးသွင်းနိုင်မှာလွမြောက်မှုဆိုတာကတော့ကက်လျက်ဆိုတာကိုတပြီးတော့နားလည်လိုက်ပါတယ်ခင်ဗျာအဲကြောင့်မူစကုဝိညာဉ်ဖြစ်ပြီးမနောဝိညာဉ်ဖြစ်လဲဝေဒနာတဘာဝဝိညာဉ်ဆိုတော့နှလုံးသွင်းတစ်ချက်မှာနေမဲ့ကိုလွမြောက်ပါတယ်ခင်ဗျာဟုတ်ပြီအဲ့တော့ဘာအရင်တော့ဝေဒနာနဲ့အခုဝေဒနာဘာကွာခြားလို့လဲအရင်တော့ဝေဒနာကတော့မရက်တက်တာပေါ့ခင်ဗျာ မရက်မရက်တတ်ဘူးဆက်သွားနေတာပေါ့အဲ့လိုမျိုးစကုဝိညာဉ်ဖြစ်တယ်မနောဝိညာဉ်ဖြစ်တယ်ဆိုရင်ဒါဝဉဏ်နဲ့ကိုကမရက်တတ်ဘူးဝေဒနာထိသွားတယ်ဝေဒနာထိရောက်သွားပြီးသွားရင်လေကြိုက်တဲ့စိတ်မကြိုက်တဲ့စိတ်ထိသွားတယ်ပေါ့နော်အဲ့လိုမျိုးတက်လွားတက်လွားထက်တက်တက်တက်ပြီးတော့ဟိုပြိဿသမုပ္ပအထိသွားတာပေါ့ဗျာခုကြတော့ဝေဒနာဆိုတဲ့နေရာမှာနေစကုဝိညာဉ်ဖြစ်ရင်မနောဝိညာဉ် မနောဝိညာဉ်ဖြစ်တာ ਨੇ ဝေဒနာဆိုတာပေါ်လာတယ်။အဲ့ဝေဒနာကသဘာဝပဲလို့သိမ့်လိုက်တာ ਨੇ နေအဲ့နေရာမှာပဲရက်သွားတယ်ဖေ။ဟိုထက်ပြီးတော့ကြိုက်တာတွေမကြိုက်တာတွေအလိုကြတာတွေအလိုမကြတာတွေမလာတော့ပါဘူးဖေ။အဲ့တော့ပိုင်ပိုင်ခြားခြားပြောပြရင်ဘာကွာခြားလဲအရင်တော့ဝေဒနာနဲ့ခုဝေဒနာ။ကွာပါတယ်ဖေ။အရင်တော့ကတော့ဘယ်ချိန်သိမ့်မလဲဆိုတာတော့တိကျတဲ့ reset တစ်ခုကိုမရှိပါဘူးဖေ။ခုကြတော့ ိမ့်တက်နေတာပေါ့နော်မြင်ရင်လည်းတိမ့်တက်နေတယ်ကြားရင်လည်းတိမ့်စီတက်တယ်ဒီဟာကိုလွတ်မြောက်အောင်ကိုနှလုံးသွင်းတက်တယ်အဲ့လိုဖြစ်သွားတာပေါ့ဗျာဝေဒနာမပေါ်တော့တာလားဝေဒနာပေါ်ပါတယ်ဗျာသာသူဘလို့တိမ့်တာလဲဝေဒနာဝေဒနာပေါ်ပြီဆိုလို့ရှိရင်ဒီဝေဒနာလေးရတဘာဝဝေဒနာဆိုပြီးတော့သူ့ကိုတိပေးလိုက်တာနဲ့အဲ့တိလိုက်ခြင်းဟာတပည့်တော်တို့ကကျွန်တော်ကပယ်တဲ့လောကလာခဲ့တာပါဗျာအခုကြတော့တိလိုက်ခြင်းဟာ တိတကူးတကကြီးသူ့ကိုပယ်လိုက်တာမျိုးမဟုတ်ဘူးတက်တက်လိုက်ပယ်နေရတာမျိုးမဟုတ်ပဲနဲ့သူ့ကိုတိပေးလိုက်တဲ့နေရာလေးမှာပဲတိပေးလိုက်တဲ့အချိန်မှာပဲသူကရက်တံွားတယ်လွတ်မြောက်ွားတယ်တင်းစီပြီးသားဖြစ်သွားတယ်ပေါ့နော်အဲ့လိုဖြစ်သွားတာပါဗျာတကူးတကကြီးသူ့ကိုပယ်နေတာမျိုးမဟုတ်ဘူးဖြစ်ပေါ်လာတဲ့ဟာကိုပဲတိပေးလိုက်တာဟာဟိုရက်တံစီခြင်းဆိုတာကိုနားလဲွားပါတယ်ဗျာ ယတ္တန်ဆိုတာဝေဒနာယတ္တန်တော့တာလားအဝေဒနာယတ္တနာမဟုတ်ပါဘူးဗျာအဝိဇ္ဇာအဝယတ္တန်ပါဗျာရှင်တော့ဝေဒနာဘလူဝေဒနာရှင်တော့ဝေဒနာကတော့ကိုယ်ဝေဒနာဖြစ်တာပါဗျာอืมဟုတ်ပြီအဲ့တော့ဒီဝေဒနာကဘာလို့တဘာဝဝေဒနာလို့ပြောနိုင်တာလဲတဘာဝတရားတွေရာပဲဖြစ်တည်လာတာမလို့ပါဗျာအဲ့လောက်ပြည့်စုံအောင်နားလည်အောင်ယုတ်တိတာရကယုတ်တိတွေနဲ့ပြပါအောင်ဘာလို့တဘာဝဝေဒနာလို့ပြောနိုင်တာလဲ တဘာဝတရားဆိုတာလေတပည့်တော်ကအခုမှသိတာပါဗျာရေနှောင်းကတော့ဒီဝေဒနာဆိုခံစားတယ်ဒီလိုမျိုးပဲဟုတ်ကဲ့အဲ့ဝေဒနာတဘာဝဝေဒနာဆိုတာဘာကြောင့်ဘာကြောင့်တဘာဝဝေဒနာလို့ပြောနိုင်တာလဲလို့ယုတ်တိရှိအောင်ပြောပြပေးပါဦးတဘာယုတ်တရားလဲတဘာဝတရားတွေရပဲဖြစ်လာတာဆိုတော့ဝေဒနာလဲတဘာဝတရားပါပဲဗျာမူလဝေဒနာအနောက်ကဘာကမ္မနာအထောက်ကလေး ဝေဒနာတပီတော့ကိုအားထုတ်နေတာဝေဒနာပါဗျာအေးလေဝေဒနာမရှိခင်ဘာရှိရတာတော့လို့ရုပ်အကြောင်းနဲ့ဂျိုးပါဗျာအေးအဲ့တော့အဲ့လိုမျိုးဘယ်လိုရှိအဲ့တော့သဘာဝဝေဒနာကိုရှင်းပြပါဦးဘယ်လိုရှိမှုဘာကြောင့်သဘာဝဝေဒနာလို့ပြောနိုင်တာလဲဘာဘာလို့ပြောနိုင်တာလဲဆိုတော့ဒီရုပ်ကလည်းမခံစားတတ်ဘူးဒီတိတဲ့စိတ်ကလေးကလည်းတိတဲ့သဘောပဲရှိပါတယ်ဗျာဒီဝေဒနာကဒီမတိတတ်မှုရုပ်တရားနဲ့တိတတ်တဲ့ နံလေးနဲ့ပေါင်းပြီးတော့မှဝေဒနာကလည်းသဘာဝအရောက်ပေါ်ပေါက်လာတာပါဗျာမပြည့်စုံเนาะမသိမှုရုပ်ကြောင်းသဘာဝတရားရယ်သိမှုနံအကျိုးသဘာဝတရားရယ်အကြောင်းနဲ့အကျိုးတိုက်ဆိုင်ပြီးသဘာဝနှစ်ခုအကြောင်းနဲ့အကျိုးတိုက်ဆိုင်ပြီးတော့မှရုပ်လည်းသဘာဝနံလည်းသဘာဝပါအကြောင်းကလည်းတရားအကျိုးကလည်းတရားဒီသဘာဝရုပ်ကြောင်းတရားနဲ့နံအကျိုးတရားပေါင်းစုံနှစ်ခုပေါင်းစုံပြီးတော့မှခံစားတတ်တဲ့ဝေဒနာဖြစ်တဲ့အတွက်အဲ့ဝေဒနာဘာဝေဒနာဖြစ်တိုက်လဲ တဘာဝဝေဒနာပါဗျ။အဲအဲ့လာဘုရားတာရကယုတိလို့ခေါ်တော့နော်။တဘာဝယုတိတာရကယုတိဟိုကပြည့်စုံအောင်တခါတယ်။ခုနကကိုတယောက်တည်းဟိုတဘာဝလို့သိနေတာတဲ့။သူများဟိုဘာကြောင့်တဘာဝဖြစ်ရလဲဆိုတာကိုပထမမူလကမ္မထံပထမရှုတဲ့ဟာဟိုကအကြောင်းကျိုးနဲ့တကွအကြောင်းကိုလည်းလွတ်အကျိုးကိုသိရင်အကြောင်းကိုမြင်ရမယ်။အကြောင်းကိုမြင်ရင်လည်းအကျိုးကိုသိရမယ်။အဲ့ဒီလိုမျိုးအကြောင်းနဲ့ချုပ်အကျိုးနဲ့ချုပ်အောင်ကိုကရှင်းပြနိုင်ရမယ်နော်။တင်ပါဗျာ။ဟုတ်ပြီအဲ့တော့တဘာဝဝေဒနာလို့သိတော့ဘာလုပ်လို့ရလဲ။ ိလို့ပဲရပါတယ်ဗျာ။ဘာနဲ့သိရမှာတော့မကညာနဲ့ပါဗျာ။မကညာနဲ့တဘာဝဝေဒနာဘယ်လိုသိရမှာလဲ။တဘာဝဝေဒနာကိုမြင်မြင်တဲ့အခါကြားတဲ့အခါပေါ့နော်ဒီလူမျိုးစကုဝิญဉ်ဖြစ်ရင်မနောဝิญဉ်ဖြစ်တယ်မနောဝိညာဉ်ဖြစ်ပြီးတာ ਨੇ ဒီဝေဒနာလေးကလည်းတဘာဝအရောက်ပေါ်နေတာပါပဲဗျာမဟုတ်လေမကညာနဲ့တိခိုင်းတာအဲ့ဘက်ကိုမရောက်မသွားဘူးတင်ပါဗျာတဘာဝဝေဒနာကိုမကညာနဲ့ဘယ်လိုသိမှာတော့တဘာဝဝေဒနာလို့သိရင် မကမကညံနေလားဗျာဟုတ်မလျှောက်တတ်တော့ပါဘူးဗျာမကညံနေလေတဘာဝဝေဒနာလို့သိရင်အဲ့ပေါ့ကြားတယ်ဆိုတဲ့ခံစားမှုဝေဒနာပေါ်မှာပယ်လို့လည်းမရပါဘူးဗျာဆွဲလို့လည်းမရပါဘူးဗျာမလေးဟဲ့မကပြောပြီးတော့ဘယ်လိုလို့မေးနေပယ်လို့မရပါဘူးဆွဲလို့လည်းမရပါဘူးဗျာပယ်လို့မရဆွဲလို့မရဘူးလို့သိရင်ပယ်အောင်မလား ပယ်တော့ပါဘူးပဲကျင်းတဲ့စိတ်တွေလာအောင်မလားမလာပါဘူးဗျာဆွဲရောဆွဲလို့မရဘူးလို့သိရင်ဆွဲအောင်မလားဆွဲတော့ပါဘူးအဲ့တော့မပယ်မဆွဲတဲ့ညံဘာညံဖြစ်မလဲမကညံပါဗျာအဲ့လားအရေးကြီးရယ်နော်တင်ပါအဲ့တော့ဝိပဿနာညံနဲ့တင်မပြီးသွားဘူးနော်တင်ပါတဘာဝကဝိပဿနာတမာဓိဋ္ဌိပဲရှိသေးတယ်တင်ပါအဲ့ဝိပဿနာတမာဓိဋ္ဌိရဲ့သင်္ခါရတရားတွေပေါ်မှာခုနတဘာဝတရားတဘာဝကြီးကတရားပြီးသားဖြစ်တဲ့အတွက်နောက်ကညံကြံသေးတယ်တင်ပါတဘာဝကိုသိတဲ့ညံပယ်လို့လဲ မရဘူးဒီလိုလည်းမရအဲ့ဒါတစ်ခါတည်းထည့်ပြီနော်တင်ပါပြီအဲ့လိုမပဲမဆွဲပဲနဲ့တဘာဝအဲဆိုတဲ့ဝေဒနာပေါ်မှာတိပြီးတော့တည်ရင်အပေလေးပုံငယ်ရှိတဲ့ကြနိုင်ပါမလားမကြနိုင်ပါဘူးဗျာဘယ်သူအာမခံပြီးမှာတော့မိမိအာထုတ်တဲ့တရားတွေရပဲအာမခံမှာပါဟုတ်ပြီအဲ့တော့ဓမ္မကြီးကိုယ်တိုင်ရောတည်ကြည့်ပြီလားတည်ကြည့်ပါတယ်ဗျာဘယ်လိုမျိုးစမ်းသက်လဲဒီခါအပေမကြဘူးဆိုတော့တေကန်ကြီးကြရင်တော့ဒီဝေဒနာတွေရတော့ပေါ်မှာပါပဲဗျာခန္ဓာကိုယ်ကြီးမှာ96ပါးယောဂတွေရလဲပေါ်မှာပါပဲဗျာ အဲ့ဒီခါကျတော့ဒါတွေကလည်းတဘာဝတရားတွေပဲသူ့အတိုင်းဖြစ်မှာပဲပယ်လို့လည်းမရဘူးဆွဲလို့လည်းမရဘူးဆိုတာကိုသိနေတော့လွမြောက်တဲ့စိတ်နဲ့ပဲသိမှာပါဗျာဟုတ်ပါတယ်နော်အဲ့တော့အဲ့ဒါယနေ့ကဝေဒနာနဲ့ကုဝေဒနာဘာတွေပြောင်းလဲလာလဲပြောင်းလဲပါတယ်ဗျာယနေ့ကတော့ဝေဒနာလို့တွေးလိုက်ရင်ဘယ်ကိုခံစားမှုကပါနေတာပါဗျာ ီနေရာမှာမဖြတ်တတ်ဘူးမရက်တတ်ဘူးပေါ့နော်ဗျာဝေဒနာလို့ပြောရင်ပဲဟောဝေဒနာဆိုခံစားရတယ်ခံစားရမယ်ဒီလိုပဲသိတာပါဗျာဝေဒနာတွေကချုပ်သွားတာလားအဝိဇ္ဇာတွေချုပ်သွားတာလားအဝိဇ္ဇာတွေချုပ်သွားတာပါဗျာဟုတ်ပါရဲ့နော်ဝိဇ္ဇာရောက်တော့အဝိဇ္ဇာပြောက်တယ်နော်အဲ့ဒါကိုဘာနဲ့ပယ်တယ်လို့ခေါ်တာလဲအဲ့လိုဉာဏ်နဲ့ပယ်တာပါဗျာဟုတ်ပြီအဲ့တော့ယင်းတော့ဝေဒနာဘာနဲ့ပယ်တယ်ယင်းတော့တပီးတော့ဇန်နဲ့ပယ်ခဲ့တာပါဗျာဇန်နဲ့ပယ်နေတာဒါဆိုရင်ပိုင်းခြားသိသွားတာနော်ဒီမှာဗျာနောင်လာနောင်သားတွေဒါမှတ်သားဖို့လို့နော်ဟုတ်ပါပြီအလုံးသာဓုခေါ်ပြီးပါဦး ta à. trừ ta Đi. ta trừ alo no.